私も前提として移民政策にも反対、えー、これをは,はっきり申し上げますそれから不法滞在者もうこれは速やかにお帰りをいただくべきですそれからあの経済的な利益を目的に難民を装って入ってく、えー、る方、まあ、これもしっかりと取り締まってお帰りをいただくと、まあ、いうことそれからあの入国管理官ですね、まあ、これもちょっと体制をあの強化しなきゃいけないと思うそれからあの在外交換で、まあ、しっかりと審査をするという、まあ、これも大事なことだ だと思います。特にちょっと今あの留学နောက်ဆုံးတော့လေပေါ့နော်ဒီအမျိုးသမီးကပဲအဲဂျပန်နိုင်ငံရဲ့ဝင်ချုပ်ဖြစ်လာတယ်အဲသူကနောက်တစ်ခါပထမဆုံးအမျိုးသမီးဝင်ချုပ်လည်းဖြစ်တယ်ပေါ့နော်သူအဓိကပြောရတဲ့အထဲမှာပေါ့နော်ကျွန်တော်အရင်ဆုံးပြောလိုက်မယ်အဲသူကဒီဂျပန်နိုင်ငံကိုပေါ့နော်ဒီဒုက္ခသည်ဗီဇာကိုစီးပွားရေးအတွက်ဆိုပြီးမှရွေချက်ကြီးနဲ့ရောက်လာတဲ့လူတွေကိုပြန်လွှတ်မယ်နောက်တစ်ခါက ဂျပန်နိုင်ငံအလေဗီဇာနဲ့လာတယ်ဒီဘက်ရောက်လို့ရှိရင်ဒုက္ခသည်ဗီဇာခံယူတယ်အလုပ်လုပ်တယ်ပေါ့ဗျာအဲ့လိုမျိုးလုပ်တဲ့လူတွေကိုလည်းသူပြန်လို့မယ်ဆိုပြီးမှပြောတယ်အဲဒီညူကန်လိုမျိုး immigration နဲ့မှာဆိုလို့ရှိရင်လည်းတင်းတင်းကြပ်ကြပ်ဒီအဝန်ထွက်တွေကိုစစ်ဆေးတော့မယ်စားစားရမ်းနေရစားတင်းတင်းကြပ်ကြပ်ခံတွေ့မယ်အဲ့လိုမျိုးပြောလာဒီကျွန်တော်ဖွင့်ပြတဲ့ဗီဒီယိုထဲမှာမပါပင်ပဲဗောနော်သူပြောတဲ့အဓိကအကြောင်းအရာတွေမှာဂျပန်နိုင်ငံရဲ့မှာဗောနော်ဒီအစ္စလမ်ဘာသာဝင်တွေကတော်တော်လေးကိုရုပ်ပေါက်လာပြီးမှာ အာဒီဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုတွေနဲ့တွေးပြီးတဲ့ဂျပန်ရဲ့ယဉ်ကျေးမှုတွေကိုပျောက်ပြက်စေတယ်ပေါ့နော်ဂျပန်ကဂျပန်ကဂျပန်နဲ့မတူတော့ဘူးဆိုပြီးမှသူကပြောတယ်အားကြောင့်မလို့ဂျပန်နိုင်ငံကို तू ကဒီ0ဝင်ပြန်စမယ်ပေါ့နော်အရင်ဂျပန်လိုမျိုးဖြစ်အောင်ဆိုပြီးမှ तू ပြောတယ်အဲဒီအစ္စလမ်ဘာသာဝင်နေရပေါ့နော်ဒီဂျပန်နိုင်ငံရဲ့အများပြည်သူပိုင်နေရာတွေမှာရုပ်ပျက်စင်ပျက်ကြီးတွေဝတ်ပြုတာပေါ့နော်အုပ်စုလိုက်ကြီးတွေဝတ်ပြုတာအထရာတွေကပေါ့နော်ဒီပြည်သူတွေကြားထဲမှာဆိုလို့ရှိရင်လေဓာကြီးတွေကို ဒါကဂျပန်နိုင်ငံဖြစ်တဲ့အတွက်ဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုတို့လိုက်နာရမယ်ဂျပန်မှာဖြစ်တဲ့အတွက်ကိုယ်နိုင်ငံမှာမဟုတ်တဲ့အတွက်နောက်တစ်ခုကဒီလိုမျိုး public idea ကြီးမှာဝေပြူတာကြီးတွေကတော်တော်ရုပ်ပေါက်တယ်ဆိုမှပြည်သူတွေကလည်းဘုံတော့ဆန့်ကျင်ကြတယ်ဒီအစ္စလမ်ဘာသာဝင်တွေကိုအားကြောင့်မလို့ဒီတော့ခိုင်းချီရလဲအဲသူကဒီအစ္စလမ်ဘာသာဝင်တွေကိုဘုံတော့ပြည်တွင်းထဲကိုထည့်သွင်းလောက်တာကိုသူစီစစ်မယ်တိတိကျကျလုပ်မယ်တိတိကျကျဂိုင်းတွင်မယ်တိတိကျကျဂိုင်းတွင်မယ်ဆိုမှပြောလာတယ်တကယ်လဲဘုံတော့ရုပ်ပေါက်တယ်အစ္စလမ်ဘာသာဝင်တွေကဘုံတော့သူတို့က တနေ့ကို၃ချိန်ဝှေ့ပြတာအောင်ပါဗျာဒီ public area ကြီးတွေမှာလူမြင်ကွင်းကြီးတွေမှာအုပ်စုလိုက်ကြီးတွေပေါ့နော်ဒီလူသွားလူလာတွေကိုအနှောက်အယှက်ဖြစ်စေတဲ့နေရာကြီးတွေမှာဝှေ့ပြတာမျိုးကြီးရပါတော့တော်တော်လေးရုပ်ပေါက်တယ်အဲ့ဒါကိုကိုင်းတွင်မယ်ဆိုတာမျိုးကျွန်တော်ထောက်ခံတယ်နောက်တစ်ခုကကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တာပါပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံသားရဲ့ဆီလို့ချင်းလေခုနောက်ပိုင်းမှာအကြောင်းမျိုးမျိုးကြောင့်ဂျပန်နိုင်ငံကိုဒီအလေဗီဇာနဲ့လာပြီးခါဆူလိုပြောင်းပြီးလုံလုံတယ်ဆိုတာခစ်စားကြတယ်အဲဒီအတွက်ပေါ့နော်ဒီ ကိုကဒါမျိုးလုပ်ဖို့ရည်ရထားတယ်ဆိုလို့ရှိရင်ကိုဘက်က reason အကြောင်းပြချက်တွေခေါင်းခေါင်းပေးနိုင်အောင်ကြိုးစားရမယ်နောက်တစ်ခါစာရစာတမ်းတွေဆိုလို့ရှိရင်လုံးဝဘာဖြစ်ဖြစ်နေအောင်လှုပ်ထားတာမျိုးမှမဟုတ်လို့ရှိရင်ပေါ့နော်ဒီ visa ကိုသူတို့ကလက်ခံပြီးတော့မှမဟုတ်ဘူးပယ်ဖြတ်တာတွေကများလာမယ်ပေါ့နော်ဒီလိုမျိုးအလဲ visa နဲ့လာပြီးခါစလိုပြောင်းပြီးအလုပ်လုပ်တယ်နမ်းမင်းဒီနမ်းမင်းပြောင်းပြီးလှုပ်လှုပ်တယ်ဒုက္ခသည် visa ခံယူပြီးမှအလုပ်လုပ်တယ်ဆိုတာတွေကပေါ့နော် တအားကိုတင်းတင်းကြပ်ကြပ်သူကခိုင်းတွေတော့မယ်နောက်တစ်ခုကဒီဂျပန်နိုင်ငံတုန်းကနေတဲ့ overstay ကိုလည်းပေါ့နော်သူကအရင်တော့ကလို့စီကန်အရာဘာရဥပဒေအရာအေးယူတာမျိုးမဟုတ်တော့ဘယ်နဲ့နိုင်ငံကိုပြန်လွတ်ပြလိုက်မှာပေါ့နော်တခါတည်းနဲ့ overstay တွေ့ရတဲ့ချက်ချင်းနိုင်ငံကိုပြန်လွတ်အဲ့ပုံစံမျိုးခိုင်းတွေမယ်ပေါ့နော်ဒီတခိုင်ဆန်ကသူကပေါ့နော် liberal မဟုတ်တဲ့အတွက်ပေါ့နော်သူကကွန်ဆာဗေးတစ်လည်းဖြစ်တဲ့အတွက်ပေါ့နော်အမေရိကန်တမသားဒေါ်နယ်ထရန့်လို့ပြေ American First Policy ကိုသူကလည်းကျင့်သုံးခြင်းနဲ့ နဲ့ဒီဂျပန် fast ပုံပေါ့ဗျာအဲ့လိုမျိုးသူကနီဟွန်အီချီကိုလှုပ်ချင်နေတဲ့လူဖြစ်တဲ့အတွက်ပေါ့နော်သူတကယ်သူကပြောရတဲ့အတိုင်းလှုပ်မယ်လို့ထင်ရတယ်ပေါ့နော်ဒီသူကပြောရင်ပြောတဲ့အတိုင်းလှုပ်တတ်တဲ့လူဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒါလေးတွေကိုတည်ထားစေခြင်းလို့ပါကျွန်တော်အားလုံးမျှဝေပေးပါပါအားလုံးကိုကျေးဇူးတင်ပါတယ်